AA တို့ပေါ့ဗျာအဓိကတော့ရခိုင်မှာမန်အောင်ကြောက်ဖြူစစ်တွေ့ရုပ် SE ဆက်ဆောက်ချုပ်လဲတက်တန်းကုတ်သွားပြီနော်အာကြောက်ဖြူရဲ့အရေးပါမှုဟာလည်းအလုပ်လည်းတည်တယ်ဒီတော့2025ဇွန်လ25ရက်မှာကုတ်တယ်ပေါ့ဗျာဒါကတော့ဒီ SE ဆက်နေပြီးတော့မှတိုးခဲ့တဲ့တက်တန်း AA တို့ကအပြည့်ရထားတဲ့အတွက်ကြောင့်လောက်ကုတ်ထီတော့ဆောက်ရောက်လိမ့်မယ်ထင်တာဒါကလည်းစည်ရေးမြစ်တွေအခြေအနေတရုတ်ရဲ့တက်တန်းကုတ်ဆုံးမှုဟာ AA အတွက် geopolitical window တခုတော့ဖိတ်ချတယ်အဲ့ဒါတော့ စီးပွားရေးစာချုပ်တက်တာကုတ်ဆုံးမှုဟာအေအတွက်အကြီးမားတဲ့အခွင့်အရေးအေတို့ကတမင်ကိုအဲ့ဒါကိုစောင့်တယ်လို့လည်းပြောလို့ရတယ်အေအေကအဲ့ဒီအခြေအနေကိုရောက်လာအောင်အရှိတဖြည်းဖြည်းတိုးလာတာပေါ့ဖြူကနေတရုတ်ကိုစားထိုးပြီးတော့လက်တွေ့ဒေတာခန့်အတန်အစ်တစ်ခုကိုမြင့်တင်လို့ရတယ်ဒေတာခန့်အတန်ဆိုတော့အလုပ်ကြားစေဖို့အန်ဒီရကတော့ကြောက်ဖြူကိုအေအေတေချာပါထိတ်ချုပ်မဲ့ဆိုရင်တရုတ်ရဲ့ချက်ချင်း intervention အပြေအဝဖြစ်နိုင်ပြီးတော့ proxy conflict ကြီးကြီးမားမား ဖြစ်လာနိုင်ချေတော့ရှိတယ်ပြီးတော့အေအေတို့အဲ့ဒီဟာကိုမဟာပြူဟာနဲ့ပဲထိုက်ရမှာပဲအစောတက်တိတော့ပြပြအောင်တိုက်ရမျိုးတော့ဖြစ်ဖို့မလွယ်ဘူး30လောက်တော့ကြည့်ရမယ်ဆိုတဲ့ဘောနံပါတ်1ချက်ကမန်အောင်စစ်တွေပါပြန်ကြည့်မှရတယ်ကြောက်ဖြူကိုကြည့်ရင်မန်အောင်စစ်တွေမကြည့်လို့မရဘူးအခုကမန်အောင်ကနေပြီးတော့စစ်ကောက်စီကကြောက်ဖြူကိုအားဖြည့်တယ်လေနော်စစ်တွေလည်းကြည့်ရမယ်ပြောဒါဟာရခိုင်နိုင်ငံရေးစုရပေါ့ဗျာစစ်တမ်းနဲ့အေအေတို့အဲ့မှာအဖြစ်မိကုန်ထောက်ရမှာမန်အောင်မှာ အာစစ်ထောင်တော်တခုလောက်ပြီးရှိမယ်အဲ့ဒါကထားလိုက်ပါရခိုင်အတွင်းမှာအဓိကနယ်မြေရစ်ပေကရခိုင်ရဲ့အဓိကပြည်နယ်အစိုးရဌာနချုပ်ဘဟုဘောဗျာမြို့တော်ဒီအနည်းမှာ AA ရဲ့အနီးကပ်ဆုံးရောက်နေပြီအချိန်နေ AA တို့တိုးလာမဲ့လွန်မြောက်ဖို့အောင်မြင်တဲ့အခွင့်အလမ်းကိုတေချာပေါက်စစ်တပ်ကလည်းအပြည့်ဝကောက်ွယ်ဖို့ကြိုးစားမှာပဲစစ်တွေရောမန်အောင်ရောစစ်တပ်ကောက်ွယ်တဲ့အချိန်နေကအဲ့ဒီဒေသတွေကို AA နီးလာတိုင်းစစ်တပ်ကအပြည့်ထက်ကောက်ွယ်မှာပဲ AA အတွက်အခွင့်အရေးက သူရဲ့အဓိကအားသာချက်က2024 2025မှာပိုပြီးပြင်လာတဲ့စီရေးအောင်မြင်မှုအင်အားပြည်ပသက်သောအောင်မြင်အောင်တိုက်ပြလိုက်တယ်ပြည်သူထောက်ခံမှုလောကအပြည့်ဝရှိတယ်ပြောစစ်တွေမန်အောင်ပတ်ဝန်းကျင်ဒေတာတွေအလုပ်ပေါ့ဗျာအေးအေးအာနာတက်တန်းတိုးချဲ့လို့ရတယ်ပြီးတော့အာနာဒီ line နဲ့ပဲတွားမှာပဲစစ်တိုက်ပြီးတွားလို့တော့မလွယ်တော့ဘူးလို့မြင်တယ်နောက်တစ်ခုကအေးအေးနဲ့တရုတ်ဆက်ဆံရေးအဲ့ဒါတော့အရေးကြီးဆုံးပြီးတော့အိုင်ကကပ အဓိကမဟာဒီဝါရီမှာပါတဲ့အေရိုးကြောက်ပြတော့အရေးကြီးတယ်။တရုတ်ဟာ BRIC မှန်ကဲတဲ့အတွက် regional stability provider တခုအဖြစ်အေရိုးကယက်တိလာနိုင်တဲ့အဆင့်အမှတရုတ်ကပေးလို့ရတယ်။ရှင်းရှင်းပြောရင်ပိုစားပြုပြီးတော့ regional ပြည်ငိမ့်အောင်အေရိုးလုတ်ပြနိုင်တဲ့အတွက်နော် provider ကအဲ့မှာထားထားတဲ့ပိုစားပြုပေါ့ဗျာ။ပြီးတော့တရုတ်အနေနဲ့အေအေကိုမျက်စိကြုံမိတ်ထောက်ခံတာမျိုးဒါမှမဟုတ်လည်းတိုးတိုးတိတ်တိတ် ဆက်ဆံတော်မျိုးနော်လိုအပ်ရင်လိုအပ်တယ်လို့တခြား EAO တွေလိုပဲ UWSA လိုမျိုးလောက်ကစားနိုင်ဖို့အတောက်ချတော်မျိုးနောက်ခံဆက်ဆံရေးတွေပြုလုပ်လာတာအဲ့ပုံစံခင်းနေတယ်အန်ဒီရရှိတာက AA ဟာတရုတ်အပေါ်မှာ AA ရဲ့လောလောလောလရတိမဲ့ဆိုတဲ့ဆန်တော့ရခိုင် nationalism အဲ့ဒါကိုပဲကင်ဆွဲထားတယ်အဲ့ဒါကိုကြိုးစားရင်းနဲ့တရုတ်ရဲ့အပြင်းထန်ထိုက်ချုပ်နေတဲ့အခြေအနေ strategic containment ဲ့တော့တေချာပေါက်စွန့်စားရမယ့်အခြေအနေကြုံရနိုင်တယ်အဲ့ဒါကြီးမားတဲ့အန်ဒီယာစွန့်စားရပြီဆိုကြရတော့အန်ဒီယာရှိတယ်လေတတိထားတော့မယ့်အကွက်တွေပါလာတယ်နော်စွန့်စားရနိုင်ချေရှိတယ်တယောက်ကလည်းအကျိုးစီးပွား AA ကလည်းမတို့ရခိုင်မျိုးသားလုံးမြောက်ရေးဆိုပြီးမဲ့တယောက်ကရအောင်ထိတ်ချုပ်မှာပဲပြီးတော့ strategic containment မဟာဗျူဟာမျိုးထိတ်ချုပ်ထားတဲ့ပြပြထက်ထက်ရုပ်ထိတ်ချုပ်ခြင်းနဲ့ဆက်ကိုစွန့်စားရမယ်တော့တမ်းမှာဆိုရင် အေအေရခိုင်ပြည်နယ်အတွက်လොမြောက်ရေးဟာအောင်မြင်မှုပေါ့ဗျာတရုတ်ရဲ့ geo political influence နဲ့ဓာတ်ရိုက်ဆက်ဆက်နေတယ်တခြားဟာလည်းကြည့်လို့မရဘူးစက်တာကမှအရေးမကြီးဘူးဘာမှမဟုတ်ဘူးတရုတ်ကိုအေအေအနေနဲ့ဖြစ်နိုင်ခြေပြဿနာတိုင်းနော် necessary လိုအပ်ချက်ပဿနာတစ်ခုဖြစ်ဆက်ဆက်ကိုဆက်ဆက်ရမယ်ဆိုတာကတော့မလွဲပဲဘာလို့လဲဆိုရင်တရုတ်ကိုအေအေမဖြစ်မနေဆက်ဆက်ကိုဆက်ဆက်ရမှာအဲ့ဒါတော့အသိချတယ် ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်ဘယ်လိုအခင်းချင်းပဲဖြစ်ဖြစ်ပြဿနာပဲတက်တက်ပို့ပို့အေအေကတော့ကန္တာတိုင်းမှာထက်ဆင်းသွားဖို့လို့ကိုလို့တဲ့အခြေအနေ necessary partner ပေါ့ဗျာဆက်ဆံနေရမယ့်အခြေအနေဆိုတာလောကသိချတယ်ပြီးတော့အဲ့ဒီအခင်းချင်းအဝစဉ်းစားမှာအခက်တယ်ခင်းလိုက်ချေကတော့အေအေကတရုတ်နဲ့เนาะဒီလိုမျိုး conditional renewal ဆိုတော့တတန်းတိုးလိုက်တဲ့အခြေအနေစာချုပ်တစ်ခုကိုပြုလုပ်နိုင်တယ်ကြောက်ဖြူစစ်တွေမှအောင်ကနေစစ်တပ်ကိုစာချုပ်တတန်းတိုးပြီးတဖြည်းဖြည်းမှထုတ်တာမျိုးလောက်လာနိုင်တယ် အဲ့ဒါကအကောင်းဆုံးလူချင်တဲ့ပုံစံကအဲ့လိုပုံစံဒါပေမဲ့လက်တွေ့ကြကြဆိုရင် AA ကစစ်တွေ့ကြောက်ဖြူကို strategic အဘံပေါ့မျိုးပြပုံစံကိုသူတို့လက်အောက်ကိုစိတ်ဝင်ပြီးတော့ငါတို့ထိတ်ချုပ်ထားတဲ့ပုံစံမျိုးဆွဲယူဆောင်ရနိုင်တဲ့အသွင်ကူးအောက်ချုပ်ရေးလွှမ်းမှုမှုအဲ့ဒါကိုလုပ်နိုင်တယ်ဘာလို့ဆိုရင်စစ်တိုက်ရတယ်သူကအောက်ချုပ်ရေးဒီလိုလေးရှော့ပြီးတော့ဝင်သွားတာမျိုးအောက်ချုပ်ရေးပါဝါကိုနည်းနည်းပဲတိုက်ပြီးတော့အောက်ချုပ်ရေးပါဝါတိုးဝင်သွားလို့ရတယ် ငါထိုက်တာတယ်ဘာလုံးမလဲအဲ့လိုပေါ့တခြားနေရာတွေပြင်ပြင်အောင်လုပ်တာပြီးအောက်ချုပ်ရတဲ့တိဆောက်တာပြီးရဲတွေရောဒီလက်တွေရောအင်းအားလက်တိဆောက်နေတယ်ပြီးတော့အဲ့တော့အဲ့ဒီမျိုး administrator influence အသွေးကူအောက်ချုပ်ရေးလွှမ်းမိုးမှုမဟာပြူအောင်မျိုးပြဘို့ဟိုမျိုးပြပေါ့ဗျာမျိုးပြကိုအသွေးကူပြောင်းတဲ့အောက်ချုပ်ရေးလွှမ်းမိုးမှုပုံစံစိတ်ဝင်လို့ရတယ်လက်တွေ့လည်းကြားတယ်အခုလုပ်နေတာလို့ထင်တယ်အောက်ချုပ်ရေးတိဆောက်နေတာကိုနော်ပြီးတော့သူက တိဆောက်ပြီးမှတိုက်တော့ဆိုတော့တအပိပြင်းတယ်အဲ့တော့သူရဲ့အုတ်ချုပ်ရေကအနောက်တစ်ဆင့်ကန့်ရင်လည်းသူပဲရှိတယ်ဆိုတော့ရှိဦးပဲတိုးမောက်အဲ့တော့ဟာစက်တက်ဆိုင်ပူတော့ကောင်းသေးတယ်အဲ့တော့အရေးကြီးတဲ့ point အဲ့တော့ဟာမန်အောင်အထိအပြေဝစစ်ကြီးပဲတိုက်မယ်ဆိုရင်တော့မရဘူးအုတ်ချုပ်ရေတော့မှမန်အောင်အထိအပြေဝမရနိုင်ဘူးသူက AA ကိုစစ်ပွဲပုံစံမျိုးဒီ protracted conflict ဆိုတဲ့ခေါ်တဲ့တော့ရေရှည်စစ်ပွဲကိုဆွဲခေါ်ဆောင်ပါပဲကတနာဖြစ်စစ်ဖြစ်နေအောင်လုပ်ခိုင်းတော့မှပဲတစ်ဖက်လုံးအောင်းနေဝအောင်ပေါ့ဗျာဒီတော့ အေအေကိုစစ်ထုတ်ဆွဲခေါ်မယ်အေအေကတော့အုတ်ချုပ်ရည်နဲ့ပေါက်သွားဝင်လာမယ်အဲ့တည်းမှာအဲ့လိုမျိုးစစ်ပွဲကြောင်းမဖြစ်ဖြစ်အောင်စစ်တပ်တိုက်ခိုင်းမယ်သူစစ်တပ်မတိုက်ရင်တော့မပဲ RSRS အေတို့မွေးထုတ်ပြီးတိုက်ခိုင်းမယ်ဘာဖြစ်လို့ဆိုရင်စစ်ကိုမငိမ့်အောင်လုပ်ခိုင်းတော့ပြီအာနာနပိုင်းထားရမယ်ပေါ့စစ်လက်တိုက်နေအုတ်ချုပ်ရည်လက်လုံးနေမရမယ်လုံးနေရှိရှိပြောတော့ဘယ်တော့မှမောချင်းပတ်ချင်းမရှိတဲ့စစ်တိုက်နေရမယ်အခြေအနေပြဿနာလည်းပေးထားမှာကိုအဲ့ဒါကိုထပ်စစ်ဆေးရမယ်အဲ့ဒါကတရုတ်ကအမြဲအဲ့ကွက်ပဲတော့တာနှစ်ဖက်ချောင်းပြူပါပေါ့နော်ဒီတော့ အစိုးဆုံးအခြေအနေကိုလည်းထက်တွဲအောင်ပါပဲခုနလက်တွေ့ကြတဲ့အခြေအနေက AA ကို10လက်တိုက်ခိုင်းမယ်အာနာကိုလည်းဆွဲခွမယ်သူပေးချင်တယ်လားပဲပေးမယ် AA ကလည်းအုတ်ချုပ်ရေးအာနာနဲ့ပပလေးလွမ်းမိုးမယ်ဟာအဲ့အခြေအနေဒါလက်တွေ့အခြေအနေအကောင်းဆုံးအခြေအနေကတော့နဲ့ဒီစာချုပ်တွေကိုတက်တန်းတိုးပြီးတော့10လောက်ပေးပြီးတော့တောက်ပြစစ်တွေမှအောင်ကနေတဖြည်းဖြည်းအမိုက်ခေါ်တယ်လို့စက်ကောက်စီကိုခေါ်ထုတ်မယ်အဲ့ဒါတော့အကောင်းဆုံးအခြေအနေမျိုးပြောက်တိုင်းထိခိုက်မှာပေါ့နော်ပြီးတော့ဗီတိုရီဖြစ်မှာပေါ့အစိုးဆုံးအခြေအနေက AA ဟာတရုတ်ရဲ့ strategic red line ကိုကျိုးနေကိုကျော်လိုက်ပြီဆိုရင်ပြဿနာပိုကြီးလာမယ်အခြေအနေမျိုးတရုတ်ခင်းထားနိုင်ခြေရှိတယ်။ proxy conference ဆက်ဆံတရုတ်ကစစ်တမ်းနဲ့ပူးပေါင်းပြီး AA ကိုဝင်ပြီးတော့ဟိုမဟာပြည်အောင်ထိုးနှက်မှာပေါ့ဗျာအဲ့လိုမျိုးအခြေအနေတွေ့ရနိုင်တယ်ဒါအဆိုးဆုံးအခြေအနေအဲ့ဒီအတွက် A တို့မဟာပြည်အောင်တပွက်ပြဖို့လိုသေးတော့ပေါ့နော်ကျွန်တော်တို့အကြိုက်ဆုံးကဒီအုတ်ချုပ်ရေးကိုပပလေးစိတ်ဝင်ပြီးဖြတ်ကျက်လွမ်းမှုတာပြပြန်လေးလေးပိုကောင်းနေပြန် အဲ့ဒါဟာမဟာပြူဟာအဆင်မြေပေါ့ဗျာစစ်တိုက်တော့လည်းသိချတယ်အခုလည်း Apple ကနေသွားနေတယ်လို့တွေ့ရတယ်ဘာလို့လဲဆိုရင်သူတို့လူအတ္တတွေပြင်ဆင်အဓိကအောက်ချုပ်ရေးပုံရိပ်တွေတက်လာတာလေဒါမှရဲတွေအာစစ်စေးရေးတွေနော်မွေးစေဝါတွေနော်အဖွာကြီးတရားကိုနော်လမ်းဖြတ်ကူးတာတွေအဲ့ဒါတွေအောက်ချုပ်ရေးပုံရိပ်တွေတိုက်နေတာပဲလေအဲ့လိုပဲမြင်တယ်အဲ့ဒါပို့ပြီးအဆင်မြေထိရောက်တဲ့အကောင်းဆုံးပဲကျွန်တော်ပြောပြီးသားဘယ်ဟာပဲဖြစ်ဖြစ်တိုက်တာတည်းတည်ဆောက်တာကအကောင်းဆုံးပဲ ေတို့အဲ့တော့တိဆောက်နေရပဲအဲ့တော့တိဆောက်ထားတဲ့ဥစ္စာကိုတရုတ်ကဝင်တိုင်းနေတော့မှသူဟာမျက်နှာကောင်းမရဘူးဒီတော့သူ့အတွက်ကောင်းကျိုးမရှိဘူးတိုက်ဖို့ကဆိုးဆိုးချင်းနေပါပဲကျွန်တော်ထင်တော့အများချေပေါ့ကအဲ့လိုမျိုးလက်တွေ့ကြကြတော့နော်တရုတ်ကစစ်ပွဲကိုမငိမ့်အောင်ဖန်တီးခိုင်းတော့မယ်ဒါပေမဲ့အေတို့ကလည်းလုံးနေမှာပဲအုတ်ချုပ်ရေးခိုင်မာလေးလေးအေတို့တဖြည်းဖြည်းအောင်ပွဲရလေးလေးပဲလို့ကျွန်တော်တော့မြင်တယ်။ဒါနီကောချွတ်ရမယ်ဆိုရင်ဒါကတော့အေအေကြောင့်သုတ်သက်ခိုင်းတာလေးတော့ အေရောဆက်ပြီးတိုက်ဖို့ဆိုတာတဲ့အပြည့်ရကလာစုအော်ထားတာလည်းအဲ့ဒါကြောင့်ပါတယ်ဘာလို့ဆိုရင် MDA TNAA အပြည့်ရဆိုပြီးတော့အုပ်ချုပ်ရေးပါဝါနဲ့ဒီရွှေဆွဲဝါးလေးလေးသူတို့တက်ရထားတဲ့နဲ့မြေကိုတက်ဖြစ်လိခိုင်းမှလေးပဲနောက်ချူလည်းမပေးရတော့ဘူးချောက်ပြူလည်းအုပ်ချုပ်ရေးလွှမ်းမိုးမှုနဲ့စိတ်ဝင်လို့ရတယ်ဘာလို့ဆိုရင်စက်တက်မှမရှိတော့အဲ့လိုမျိုးအပြည့်ရထားတယ်လွန်လိုက်တော့ကင်ပွက်ပါသူတိုက်လို့ကိုတိုက်တယ်ဆိုရင်အကွက်နဲ့အဲ့ဒါတကွက်အဲ့ဒါတော့ကြမ်းတမ်းပါတယ်ဘာလို့ဆိုရင်အဲ့ဒီအချိန်ကြီးထက်ဆိုင် အုတ်ချုပ်ရေးစိတ်ဝင်လွမ်းမိုးတာကတအားအဆင်မြင့်တယ်ပြီးတော့ဒီကောက်ချုပ်ရရင် geopolitical balancing အဆူရနော်ပြည်ဝင်နိုင်ငံရေးမြားချေတရုတ်ဆောင်မှုကိုအေအေတို့ကြမ်းကြမ်းကြည့်ချင်းပြည်ပြင်းစွာဆောင်ရွက်နိုင်မယ်ဆိုရင်တော့ဒီဝါပါပြီနော် geopolitical ဆိုတာကမဟာဗျူဟာမြောက်အဲ့ဒီနေရာမှာကသူတို့နေရာကအရေးကြီးတယ်ပြီးတော့ကြောက်ဖြူစစ်တွေမန်အောင်ကြောက်ဖြူစစ်တွေပေါ့ဗျာ geopolitical များချစ်ကိုအတာနီယာကနေပြည်ပြင်အောင်ကျွမ်းကျင်စွာဆောင်ရွက်မယ်ဆိုရင်တောက်သူစစ်တွေအနည်းတဝိုက်ဒီလိုအောင်ပွဲရမယ်မန်အောင်ကို အပြေးဝလွန်မြောက်ဖို့ဆိုတာကတရုတ်စစ်တပ်ဆက်ဆံရေးဘလော့ဒီပြိုကွဲနေလဲဆိုတဲ့အပေါ်မှာမူတည်လိုက်မယ်မန်အောင်ကတရုတ်ရင်ငုတ်တင်ဖို့လာဖို့လေလေငါထောက်လန်းရေးတွေပါရှိတယ်ဆိုတော့အဲ့ဒါကတစ်ဆင့်ကြံခဲ့အောင်မယ်မန်အောင်ကတော့စစ်တွေကြောက်ပြတော့ခုနပြောသလိုနော် အာပထမနိုင်ငံရေးများချေကိုကောက်ကောက်ကစားနိုင်ရောက်ပါပြီအုပ်ချုပ်ရေးနဲ့သွားမယ်ဖြစ်နေတော့အေအေအောင်မြင်မှုဒါဟာမြန်မာတရုတ်ရခိုင်ဆိုတဲ့အောင်မြင်မှုပုံစံမျိုးနော် try partitite conflict try ကြတဲ့မှာဂျားတော့ညံ့နေအောင်မဲ့ condition နဲ့ victory ဖြစ်မှာပဲဘယ်လိုဖြစ်လို့ဆိုရင်သူနေရာကဂျားကိုညံ့နေပဲနေရာပဲပြောဂျားတော့ညံ့နေမှာပဲနော်အဲ့ဒီဂျားညံ့နေရင်အောင်မြင်မှုရမှာပဲဘာလို့လဲသူတို့နေရာ မြန်မာကလည်းစစ်တပ်တွေဘာမှမသိတဲ့ဂျလုတ်ပလုတ်တွေတရုတ်အိန္ဒိယသူတို့နေရာကိုပါဂျာညံတဲ့နေရာကိုအမြင်မှုကဂျာညံနေမဲ့အမြင်မှု conditional victory ဖြစ်မဲ့ဆိုတာကတော့ဒီချက်ပေါက်ပြောလို့ရတယ်အမြင်မှာပဲဘာလို့လဲဆိုရင်အဲ့လိုဖြစ်နေတာကိုဘောပေါက်မှာပါနော်ကျေးဇူးတင်ပါတယ်